အာနိုရဲ့နေရာကိုအစားဝင်ပြီးအတင်းအတွက်စူပလာတွေယူဆောင်ပေးမယ်လို့ကတိပေးလိုက်တဲ့ဖရန်ဘောင်းအင်္ဂလန်ပရီးမီးယားလီဂ်ရဲ့ထိတန်းကလပ်လေဗာပူးတင်းရဲ့နောက်ခံကစားသမားအသစ်ဂျယ်မီဖရန်ဘောင်းဟာသူ့ကိုယ်သူပြေဝယုံကြည်မှုရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူကလေဗာပူးတင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီးပကြတိကင်ကမှာစပိန်ထိတန်းကလပ်ရီယယ်မရစ်တင်းထံပြောင်းရွှေ့သွားခဲ့တဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားအလက်ဇန္ဒားအာနိုရဲ့နေရာကိုအစားဝင်ကအတင်းတို့အောင်မြင်မှုတွေဆောင်ကျင်းပေးနိုင်မယ်လို့ယုံကြည်ကြောင်းခိုင်မာစွာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီလိုခံယူချက်ပြင်းထန်တဲ့ကစားသမားတစ်ဦးရောက်ရှိလာတာဟာလေဗာပူးပရိသတ်တွေအတွက်ဆဲလို့ရှားကြဖြစ်နေပါတယ်။လေဗာပူးတင်းကဒီနေရာကြီးပြောင်းရွှေ့ကာလအတွင်းမှာ သူရဲ့အသက်26နှစ်အရွယ်ဒီကနောက်ခံကစားသမားအာနုကရမရီကိုပြောင်းရွှေ့သွားခဲ့တာကြောင့်သူရဲ့နေရာကိုစားထိုးဖို့အတွက်ပြင်းထန်ရှာဖွေခဲ့ကြပါတယ်။နှုတ်ကလေမပူတင်ရဲ့တိုက်စစ်ပိုင်းမှာရေးပါတဲ့ဖန်နီချင်းတူအဖြစ်ခြေချောင်းပြခဲ့သူဖြစ်တာကြောင့်သူရဲ့နေရာကအစားထိုးရခက်ခဲတဲ့နေရာတစ်ခုပါ။နောက်ဆုံးမှာတော့ဂျာမန်ပေါ်တော့ဤကကလပ်လေဘာကူစင်တင်းကနေသာလန်နဲ့ရွေးစင်နောက်ခံကစားသမားဂျာမီဖရစ်ပေါင်းကိုပေါင်29.5ငါးတန်းနဲ့ပေးပြီးခေါ်ယူနိုင်ခဲ့ပါတယ်။အသက်24နှစ်အရွယ်ဖရန်ပေါင်းဟာလေဘာကူစင်တင်းမှာပြီးခဲ့တဲ့ရာသီကအထူးခြေချောင်းပြသခဲ့ပြီးတဲ့နောက် ်ပရီးမီးယားလိဂ်ကိုတက်လန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်သူကအဓိကအဖြစ်ညာနောက်ခံလူနေရာမှာကစားပြီးပက်စစ်ပိုင်လိုက်ပါမှုနဲ့မြန်နှုံးကိုအားသာချက်အဖြစ်ပိုင်ဆိုင်ထားသည့်တူပါလီဗာပူးပရိသတ်တွေကြားမှာအာနုရဲ့နေရာကိုဘယ်သူစားထုတ်မလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာဖရင်ပေါင်ကတော့သူ့ရဲ့ကိုပိုင်ရည်ချင်းနဲ့ပတ်သက်ပြီးယုံကြည်မှုပြည့်ရှိကြောင်းပြသခဲ့ပါတယ်သူကမီဒီယာတွေကိုအာနုရဲ့နေရာကိုစားထုတ်ဖို့ဆိုတာမလွဲပါဘူးအနုကလီဗာပူးတို့ကအရန်ကိုရေးပါတဲ့ကစားသမားတူပါသူကအတင်းရဲ့ဒဏ္ဍာရီဝင်ကစားသမားတူပါလို့သူကပွင့်ပွင့်လေးလေးဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ဆက်လက်ပြီးတော့ဒါပေမဲ့လီဗာပူးတင်းကကြီးကျယ်ခန်းထားတဲ့အတင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိချန်ပီယံဘလားကိုရရှိတာကအကြောင်းရှိပါတယ်ဒီအထက်မှာကစားရတာဟာဘလို့ကစားသမားမျိုးအတွက်မဆိုခွင့်ရေးကြီးတစ်ခုပါပဲခမည်းအနေနဲ့လေဝါပူးတင်းတော်ကစားမယ်ဆိုရင်အတင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီးစွမ်းဆောင်ရည်ကောင်းမှုမျိုးလိုအပ်ပါတယ်ကျွန်တော်အနေနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ရှိပါတယ်ကျွန်တော်ကအောင်နိုင်သူပါဘလုံးကွေးထဲမှာအမြဲတမ်းနိုင်ရဖို့ပဲဆေးရထက်သက်ပါတယ်အတင်းတော်အဲ့ဒီအောင်နိုင်တဲ့စိတ်ဓာတ်နဲ့အရည်ချင်းကိုကျွန်တော်ယူဆောင်လာမှာပါလို့ဖရန်ပေါင်ကသူ့ရဲ့ခံယူချက်တွေကိုခိုင်းမှသာပြောကြားခဲ့ပါတယ် ဒီစကားတွေကသူ့ရဲ့စိတ်ဓာတ်ခွန်အား professional ဆန်မှုနဲ့အသင်းပေါ်ဂရိကဝိတ်တွေကိုထင်ရှားစွာပြသနေပါတယ်။ Prince Paul England ဘောလုံးလောကနဲ့စိတ်နဲ့တူတာမဟုတ်ပါဘူး။သူက Manchester City တင်းရဲ့ Nemijo Academy ကနေမွေးထုတ်ပေးလိုက်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးသူ့ရဲ့အသက်ငယ်စဉ်ကလေးကဘောလုံးပညာတွေကို Man City Academy မှာစနစ်ကျတင်ယူခဲ့သူပါ။ဒါကြောင့် Premier League ဘောလုံးပုံစံနဲ့လည်းတွန်းတဝင်ရှိသူတစ်ဦးလို့ပြောဆိုနိုင်ပါတယ်။သူ့ရဲ့ခြေစွမ်းကတော့ Bundesliga မှာထူးထူးတက်ခဲ့ပါတယ်။သူ့အနေနဲ့အမြဲတမ်း Premier League လို့ကမ္ဘာအကောင်းဆုံးလီးဂ်တစ်ခုမှာကစားဖို့မျှော်မှန်းခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။အခုဆိုရင်သူ့ရဲ့ဆန္ဒအတိုင်း Liverpool လို့ထိပ်တန်းအင်အားကြီးတင်းတင်းထဲမှာကစားခွင့်ရပြီဖြစ်တာကြောင့်သူ့ရဲ့အိမ်မက်တွေအကောင့်တွေပေါ်လာပြီးလို့ဆိုရမှာပါ။ လော်ဘူပရိသတ်တွေနေနဲ့အာနုရဲ့နေရာကိုဖရန်ပေါင်ဘလုံးစားထိုးပြီးအတင်းအကျပ်ဘလုံးဆောင်းဆောင်ရည်တွေပြသပေးနိုင်မလဲအတင်းရဲ့ခန်းစစ်ကိုဘလုံးခိုင်းပါစေပြီးတိုက်စစ်ကိုဘလုံးထောက်ဖို့ပြုမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။သူရလီဗာပူးခီးလန်းကဘလောက်ထိတောက်ပမလဲဆိုတာစောင့်မျှော်ကြည့်ရှုကြရအောင်ပါအမေရိကန်ကပ်ကအမေရိကန်ချန်ပီယံဖြစ်ပါတယ်။အလစ်ပူးစကော့ဘစ်မိုဟာမက်ဆာလစ်ဝါ